VNB ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။နိုဝင်ဘာ3ရက်နေ့ VNB ရဲ့ညကင်းသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကိုကျွန်မနှင်းထွန်းကတင်ဆက်ပေးမှာပါ။ဒီကနေ့အစီအစဉ်မှာတော့အင်အားပြန်စုစည်းဖို့အတွက်အပြည့်ရလိုက်တာလို့ TNLA ပို့ချုပ်ဒါဘုံကျော်ပြောဆိုတဲ့သတင်း။ကရင်ပြည်နယ်အတွင်းစစ်ကော်မရှင်ကပေးပို့လိုက်တဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိမိတဲ့သတင်း။တော်လိုင်းမှာမပါဝင်ဖို့နှိုးဆော်တဲ့ဂျီဖိန်ရကိုပြည်သူတွေအနေနဲ့သပိတ်မော့ပွင့်ကော်ပြုလုပ်ကြဖို့တော်လိုင်းရဲ့အဆူတွေကတိတ်တူးနေတဲ့တွင် ကပ္ပစ20စီချောင်းဝင်ရောက်တိုက်ခိုက်ခံရပြီးအရှင်၃ဦးဖမ်းမိပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိရဲဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အရေးကြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးသတင်းတပုတ်အနေနဲ့အင်အားပြန်လည်စူးစိဖို့အတွက်အပြည့်ရလိုက်တာဖြစ်တယ်လို့ TNLA ပို့ချုပ်တာဖုံးကျော်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စ်ကောင်စီနဲ့အပြစ်ခတ်ရဆဲတာဟာအင်အားပြန်စုဖို့အတွက်ဖြစ်တယ်လို့တောင်းအမျိုးသားလူမျိုးရေးတပ်မတော် PSLF TNLA အထွေထွေအတွင်းမှုချုပ်ပူချုပ်တာဘုန်းကျော်ကသူ့ရဲ့လူမှုကွေရေးမှာရေးသားပြောဆိုထားပါတယ်။နိုဝင်ဘာ2ရက်နေ့ည10:00နာရီဦးချင်းခန့်ကရေးသားပြောဆိုလိုက်တာဖြစ်ပြီးဒီလိုအပြစ်ရတာနဲ့ပတ်သက်ပြီးပေါ်ကွဲတာတွေပြင်းထန်နေတာကိုနားလည်တယ်လို့လည်းပြောပါတယ်။ ဒါအပြင်ဖီအားရီများလို့နားတာဖြစ်ပြီးအားပြစုဖို့နားချင်းဖြစ်ကြောင်းစစ်တပ်ရဲ့လေးငင်းရန်ကိုခံနေရတဲ့ကာလဖြစ်တာကြောင့်နားချိန်တယ်လို့နားတာဖြစ်ကြောင်းနဲ့စစ်တပ်ရဲ့ငင်းချိုင်းရေးနဲ့ရွေးကောက်ပွဲကိုအတိတ်ပဲဖွင့်စရာမလိုကြောင်းတော်လှန်ရေးမှာအမြင့်ပြန်တက်ဖို့နဲ့လိုချင်တာလေးရခုစုဖို့ဖြစ်တယ်လို့ရေးသားထားပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာ20ခုနဲ့28ရက်တို့မှာတရုတ်ရဲ့ကြားဝင်စုပင်မှုနဲ့တရုတ်နိုင်ငံကူမင်းမြို့မှာ၉ချိန်မြောက်တွေ့ဆုံခဲ့ပြီးနောက်စစ်ကောင်စီနဲ့ TNL တို့အကြားအပြစ်ခတ်ရဆွေးရည်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီးမိုးကုတ်နဲ့မိုးမိတ်တို့ကနေဆုတ်ခွာဖို့ပါသဘောတူခဲ့ရတာဖြစ်ပါတယ်။ နိုဝင်ဘာ3ရက်နေ့မနေ့ပိုင်းမှာတော့တောင်အမျိုးသားလူမျိုးရေးတပ်မတော် PSLF TNLA အထွေထွေတင်းရင်းမှုချုပ်ပို့ချုပ်တာဖုံးကျော်ကသူ့ရဲ့လူမှုကွန်ရက်မှာအခုလိုရေးသားပြောဆိုချက်ကိုပြန်လဲပြုတ်ချသွားတာ VMP ကမြင်တွေ့ရပါတယ်ဒီလို TNLA ပြန်လဲဆုတ်ခွာမယ်လို့ထုတ်ပြန်ကြေညာထားပေမဲ့လည်းမူကုတ်နှင့်မူမိတ်မြုပ်နယ်တွေကို MOD လက်အောက်ခံတိုင်းရင်းတပ်ဖွဲ့တွေနဲ့မဟာမိတ်တွေဥတော်လှန်ရေးအင်အားစုတွေကစတင်ဖြန့်ခွဲနေရယူနေပြီလို့မြေပြင်တော်လှန်ရေးအင်အားစုတွေရဲ့ပြောဆိုချက်အရသိရပါတယ် 2029ခုစစ်စင်ရေးအတွင် TNLA နဲ့အတူ MOD လက်အောက်ခံမန္တလေး PDF မုတ်ကုတ်ပြူဟာအညာပြူဟာမုတ်ကုတ်ပကဖ TRI ပြူဟာမြင်းချံ Bliff တိုက်ကားနဲ့အခြားတော်လှန်ရေးအစုတွေကမုတ်ကုတ်မြို့ကိုသိမ်းပိတ်ခဲ့တာဖြစ်ပါတယ်2029ခုစစ်စင်ရေးအတွင် TNLA က Main Town မုံမိုက် Main လုံ Main Ngot Nongchu ကြောင်းမဲနမ်ဆန်နမရူနန်ခမ်းကုတ်ခိုင် မိုးကောက်တီပေါ်မျိုးတွေပါတိမ့်ပိတ်နှင်ခဲ့ပြီးအခုနှစ်2025နှစ်အတွင်းကြော့မဲနွန်ချူတီပေါ်မျိုးတို့ကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့ကရင်ပြည်နယ်မှာစစ်ကောင်ရှင်ကပို့လိုက်တဲ့လက်နက်ခဲယမ်းတွေတိမ့်စီရရှိမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းကခြေရွာတွေကိုစစ်ကြောထိုးလာတဲ့စစ်ကွန်မရှင်တပ်စစ်ကြောတွေကိုတမ20နှစ်ကပြပုတ်လိုက်တဲ့လက်နက်ခဲယမ်းတွေတိမ့်စီရရှိခဲ့တယ်လို့ကြက်တိနဲ့တာခွဲနှစ်ကသတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ၂ရက်ညပိုင်းကထုတ်ပြန်လိုက်တာဖြစ်ပြီးတမ22ကပေးပို့လိုက်သောလက်ဆောင်တွေကိုပုံမှုကြီးတာပေါ်မှလက်ခံရရှိပါတယ်လို့နော့ပြောင်ပြောကြားထားတာပါ။ယုတ်တာမှတ်တမ်းမှာတင်ရတဲ့ဂျီရီစီအသုံးဆောင်ပစ္စည်းတွေနဲ့ပုံသီးအများအပြားကိုတွေ့မြင်ရပါတယ်။စစ်ကော်မရှင်ကကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းရွေးကောက်ပွဲဖြစ်မြောက်ဖို့အင်အားအလုံးအင်းနဲ့ဤပညာမြင့် drone တွေလက်နက်ကြီးပစ်ကူတွေဒါဝေးပစ်တုံးချီတွေလေကြောတိုက်ခိုက်မှုအသာစီးနဲ့စစ်ကြောထိုးနေတာပါ။ ီလိုစစ်ကြောင်းထိုးလာတာကို KNU KNLA ကပြူဟာ32ဇတိနစ်စစ်ကြောင်း Cobra စစ်ကြောင်း Vinu စစ်ကြောင်း Justice Soda တပ်ဖွဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာတိုက်ပွဲအချိန်ချင်းဖြစ်ခဲ့ပါတယ်။ပြစ်ခဲ့တဲ့စက်တင်ဘာလနဲ့အော်တိုဘာလအတွင်းမြဝတီမြို့နယ်လေးကော့ကော်မြို့တိဖက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ PGF ပူပေါင်းတပ်ကိုတော်လှန်ရေးတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်သားအများအပြားတိုက်ဆုံးခဲ့တယ်လို့သိရပါတယ်။ နော်တရင်တပုတ်အနေနဲ့ဒေါ်လာရေးမှမပါဝင်ဖို့နှိုးဆော်တဲ့ဒီဖိုင်းယားကိုပြည်သူတွေအနေနဲ့တပိတ်မော့အားမပေးချဖို့ဒေါ်လာရေးအင်အားစုတွေကတိုက်တွန်းတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပြည်ရင်းမှာရှိတဲ့ပြည်သူတွေကိုခေပြက်ကာလနိုင်ငံရဲ့အရှုပ်ထွေးတွေကြားမှာပါဝင်ပြီးကိုကိုကိုထိခိုက်အောင်မလုပ်ဖို့တိုက်တွန်းခဲ့တဲ့အဆိုတော်ကြီးဖွင့်ရကိုတပိတ်မော့အားမပေးချဖို့တော်လှန်ရေးအစုတွေကတိုက်တွန်းလိုက်ပါတယ်။ စစ်တပ်ရဲ့ထုတ်ကုန်တွေစစ်တပ်လက်အောက်ခံအမှုပညာရှင်တွေကို point call လုပ်ဖို့ဥဆောင်တွန်းဆိုနေတဲ့ Fake New Check Community FNCC ဘာမှကတော့အခုလိုပြောဆိုတာဟာတော်လှန်ရေးအားလျော့အောင်ပုံဖြစ်နေတာဖြစ်ပြီးတော်လှန်ရေးအတွက်ဝါရဖြန့်ပေးနေတာကြောင့်သပိတ်မှော့ point call ကိုတိတိယောက်ယောက်ပြုလုပ်ပေးဖို့ပြည်သူတွေကိုတွန်းဆိုပါတယ် ဒီခေတ်ဒီလောကခေတ်ပြည့်တဲ့ကာလမှာဒီလော့ရှုပ်ထွေးတဲ့နိုင်ငံကြီးမှာကိုကနှုတ်ပညာသမားတယောက်အနေနဲ့ကိုမိဘကိုဆွေမျိုးအပေါင်းအသင်းတွေကိုဘလို့ဆက်ပြီးဆော့ရှုပ်ရမလဲဆိုတော့ကိုညာနေစစ်ဆက်တတ်ပါတယ်လို့ဂျီဖိုင်းရကပြောပြပွဲတစ်ခုမှာပြောခဲ့တာပါလက်ရှိကာလဟာနိုင်ငံရေးအရှုပ်ထွေးဖြစ်နေတာမဟုတ်ဘဲစစ်တပ်ကအာဏာသိမ်းပြီးပြည်သူတွေကိုလေကျုံးကပုံကျဲတပ်ဖြတ်နေတာတွေကိုနှုတ်ဆက်မနေသင့်ဘူးလို့ပြည်သူတွေက Facebook လူမှုကွန်ရက်မှာဝေမျှကြပါတယ်။ ဒါအပြင်မိမိကိုယ်ကိုမထိခိုက်အောင်နေပြီးအဲ့ဒါမှပဲမိမိရဲ့မိဘတွေကိုမထိခိုက်အောင်လို့ကျွေးနေပါလိမ့်မယ်။မိမိပအုပ်ချင်းကိုမထိခိုက်အောင်လို့ကျွေးနေပါလိမ့်မယ်။နောက်ဆုံးမှာမိမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်လို့ဂျေဖွင့်ရကဆက်ပြောပါတယ်။ဒါဟာဒေါ်လာရေးမှာမပါဝင်အောင်စီးရုံတာဖြစ်ပြီးထိတ်သင့်တဲ့ရလတ်ကိုပြန်ခန့်ဆန်းရအောင်ဒီသူတွေအနေနဲ့စီးလုံးညီညွတ်စွာသပိတ်မော့ပွင့်ကောက်ချဖို့လိုတယ်လို့တက်ကြွလှောက်ရှားသူတို့က VMB ကိုပြောပါတယ်။ အဲ့ဒီဖြောပြပွဲဟာ AOR ဒိန်ပသိမ်မြုပ်ကတဆွန်ဒိန်ပွဲလို့ပြည်သူတွေကပြောကြပြီးမြေ VMP အနေနဲ့တိချအတီးပြုနေတာမရှိသေးပါဘူး။နိုဝင်ဘာ၂ရက်နေ့မှစတင်က၄ရက်နေ့အထိပသိမ်မြို့မှာပြုလုပ်မဲ့တစွန်နိုင်ပွဲမှာခြေဖွင့်ရပါဝင်ဖြောပြများဖြစ်ပြီးသွားရောက်အားပေးတာတွေမပြုလုပ်ကြဖို့ကိုလည်း FNCC ကတိတ်တွန်းထားပါသေးတယ်။နောက်ဆုံးဒီရင်းသတင်းတပုတ်အနေနဲ့ဘာကာစ20နှစ်စစ်ကြောင်းဝင်ရောက်တိုက်ခိုက်ခံရပြီးအရှင်သုံးဦးဖောက်မိကလက်နက်တွေသိမ်းဆီးရရှိမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စိတ်ဖြူအခြေစိတ်ကာကွယ်ရေးပစ္စည်းစေယောကပါစ22မှာထွက်လာတဲ့စစ်ကြောကိုဒေသခံကကွယ်ရေးတပ်တွေဖြစ်တဲ့ Yangon Revolution Front YRF နဲ့ပခောက်ကူခရင်အမှတ်7တိုင်းရင်းတို့ကအနိကထွန်လှန်းကတပ်ဖြတ်ဝင်ရောတိုက်ခိုက်ခဲ့တယ်လို့ YRF ကထုတ်ပြန်ပါတယ်။နိုဝင်ဘာ2ရက်ကထုတ်ပြန်တာဖြစ်ပြီးစစ်ကောင်စီတပ်သား3ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးပြမိခဲ့ကြောင်းဆိုပါတယ်။ အော်တိုဘာ31ရက်နေ့နာနေအစောပိုင်းကဖြစ်ပွားခဲ့တဲ့ဒီစစ်စင်ရေးအတွင်းဒေါ်လာရဲ့တက်တွေဖိတ်ကကြီးတတော်မြအသုံးမပြုဘဲအထိခိတ်မရှိဆော့ခွန်နိုင်ခဲ့တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စိတ်ဖြူမြို့နယ်ရှိကာပါစာ20နှစ်မှအော်တိုဘာ29ရက်နေ့မှစတင်ထွက်ခွာလာသောစစ်ကောင်စီတပ်မ69မှတာရင်3ရင်းပိုင်းအင်အား400အားရေတွေ့ရာစတင်ကျောမှညအိတ်စခန်းချခဲ့ပြီးအော်တိုဘာ30ရက်နေ့ညနေပိတ်မှာတော့ရှားပင်ရီရွာနဲ့ယိုကြီးအနီးပအောင်ချင်းမှပြည်သူနှုတ်ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ WNF ကထုတ်ပြန်ချက်မှာဆွဆွဲထားပါတယ်။ စစ်ကြောဟာအော်တိုဘာ31ရက်နေ့မနေ့နှစ်နာရီဝန်းကျင်မှာချစ်ခံရွာအနီးရှိပသိမ်မုံရွာလမပေါ်တို့ရောက်ရှိလာခဲ့ပြီးစာတင်ကျောင်းအတွင်ဝင်ရောက်နေရယူခဲ့တာပါဒီလိုဆုံးကြည့်နေတော့ရွာထဲမှာရှိတဲ့အိမ်တွေအတွင်းမှွေနှော့မိရှို့ကကျင်းဝက်စားတဲ့အိမ်မွေးတိရစ္ဆာန်တွေကိုဖမ်းဆီးတပ်ဖြတ်ဖို့ရောက်ရှိလာတဲ့စစ်ကောင်စီတပ်သား3ဦးကိုတော်လှန်ရေးတပ်ဖွဲ့တွေကတပ်ဖြတ်ဝင်ရောက်ကလက်နက်တွေနဲ့အတူအရှင်ဖမ်းဆီးရမိတယ်လို့ဆိုပါတယ် အဲ့ဒီစစ်ကောင်စီတပ်သား၃ဦးစီကလက်နက်ငယ်နှစ်လက်အပါအဝင်ဂျီလက်ပြပုံ၆၀မမပုံသည်အီနာဂါနေမယ်အာဘီဂျီအဖူးဂျီကာပြဂျီပော့အပုံနဲ့စေဝတ္တစာတွေပါတင်စီရရှိခဲ့ကြောင်းဖော်ပြပါတယ် တအပြင်အော်တိုဘာလ31ရက်နေ့နေ့လယ်ပိုင်းကစစ်ကြောဟာနှစ်ကြောခွဲပြီးပင်တော်ရွာနဲ့တီတော်ကွင်းရွာဖက်ကိုဝင်ရောက်ရမှာတီတော်ကွင်းရွာအသွမ်းလရှိမိမိသေးဆုံးကကြာရစ်ခဲ့တဲ့စစ်ကောင်စီတပ်သားနှစ်ဦးကိုထပ်မံတွေ့ရှိခဲ့ပြီးကြီကအုပ်စိုးနယ်စစ်ဝတ်တန်းစာခဲရချို့ကိုရရှိခဲ့တယ်လို့ WNF ကဆိုပါတယ်ယခုစစ်ကြောဟာပင်ပန်းမှုတံမခနိုင်ပဲအင်အားကုန်ခန်းကလည်းကြညညူတွေကိုအများအပြားရှိကြောင်းသတင်းရရှိရလို့တွန်လိုင်းတပ်ဖွဲ့တွေကသူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကို VNB ရဲ့ဝင်းတော်သားကိုဖုံးမွန်ကဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ထိုင်ဝမ်ရေထရန့်တမရတပ်တန်းတွင်တရုတ်ကတိုက်ခိုက်မည်မဟုတ်ဟုရှီကျင်းပင်ကတိပြုခဲ့ကြောင်းထရန့်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်တမရဒေါ်နယ်ထရန့်ကတရုတ်တမရရှီကျင်းပင်အား၎င်းရဲ့တမရတပ်တန်းတွင်ထိုင်ဝမ်ကိုပြန်လည်ပေါင်းစည်းရေးအတွက်မြည်သည့်စစ်ရေးလှုပ်ဆောင်မှုမှပြုလုပ်မည်မဟုတ်ကြောင်းအာမခံခဲ့တယ်လို့ပြောကြားလိုက်ပါတယ်။ထရန့်က CBS ရုပ်သံလိုင်းရဲ့ 60မိနစ်အစီအစဉ်မှာပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာသူရှီကျင်းမင်ကပုံမှန်လင်းလင်းပြောကြခဲ့ပါတယ်သူလူတွေကလည်းအစည်းအဝေးမှာပုံမှန်လင်းလင်းပြောခဲ့ကြပါတယ်တမရထရန်တမရဖြစ်နေသည့်ကာလပတ်လုံးဘယ်တော့မှဘာမှလုပ်မှမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့အကျိုးဆက်ကိုသိကြတယ်လို့ပြောကြခဲ့ပါတယ်ရခိုင်သတင်းဘက်ကတောင်ကိုရီးယားမှာရှီကျင်းပင်နဲ့တွေ့ဆုံခဲ့ရမှာအဓိကအားဖြင့်အမေရိကန်တရုတ်ကုန်သွယ်ရေးတင်းမာမှုအကြောင်းဆွေးနွေးခဲ့ပြီးအငင်းပွားပွဲထိုင်ဝမ်ကိစ္စပါဝင်ခြင်းမရှိကြောင်းထရန့်ကပြောဆိုခဲ့ပါတယ် သို့တော်လည်း၎င်းရဲ့တမရတတန်အတွင်းတရုတ်ကထိုင်ဝမ်အပေါ်တိုက်ခိုက်မိမဟုတ်ကြောင်းပြက်သားစွာယုံကြည်မှုရှိတယ်လို့အမေရိကန်တမရကပြောကြားခဲ့ပါတယ်။တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ပါအမေရိကန်တပ်ဖွဲ့ဝင်များကာကွယ်ရင်အမိတ်ပေးမှလားလို့မေးမြန်းတဲ့အခါထရန့်ကဖြစ်လာရင်သိရမှာပါ။သူချီချင်းပင်လဲအဖြေကိုနားလည်ပါတယ်လို့ဖြေဆိုခဲ့ပါတယ်။ဤတုတ်ပြန်မှုဟာအမေရိကန်ရဲ့စေစုနှစ်များစွာကြာ ကျင့်သုံးခဲ့တဲ့မဟာဗျူဟာမြောက်မရေရာမှုမူဝါဒနဲ့ကိုက်ညီနေပြီးအမေရိကန်ရဲ့စစ်ရေးပါဝင်မှုကိုရှင်းရှင်းလင်းလင်းအချက်မပြဘဲထိန်းထားခြင်းဖြစ်ပါတယ်။ဝါရှင်တန်ရှိတရုတ်တန်ယုံမှပြောရေးဆိုခွင့်ရှိသူယူဖန်ယူဟာထရန့်ရဲ့ပြောဆိုချက်ကိုဓာတ်ရိုက်တုတ်ပြန်ခြင်းမပြုဘဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံဟာညီတိပုတ်ကိုညီတိအင်အားစုအမှထိုင်ဝမ်ကိုတရုတ်နိုင်ငံနဲ့ခွဲထုတ်ဖို့ညီတိနည်းနဲ့မှခွင့်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်။ထို့ပြင် ထိုင်ဝမ်ကိစ္စဟာတရုတ်ရဲ့ပြည်တွင်းရေးတရုတ်ရဲ့အဓိကအကျိုးစီးပွားတွေကအဓိကချက်ပါထိုင်ဝမ်ကိစ္စကိုဘယ်လိုဖြစ်ရှင်းမလဲဆိုတာကိုတရုတ်ပြည်သူတွေကိုယ်တိုင်သာဆုံးဖြတ်နိုင်ပါတယ်လို့အလေးထားပြောဆိုထားပါတယ်ထိုင်ဝမ်ဟာမိမိကိုယ်ကိုအုပ်ချုပ်တဲ့ဒီမိုကရေစီကျွန်းနိုင်ငံဖြစ်တော်လဲဘေကျင်းက၎င်းရဲ့နယ်မြေဖြစ်သတ်မှတ်ထားပြီးစစ်အင်အားသုံးကပေါင်းစည်းရန်ညီမှန်းထားပါတယ်အမေရိကန်ရဲ့မူဝါဒအရ1989ခုနှစ်ထိုင်ဝမ်ဆက်ဆံရေးဥပဒေအားကျူးလွန်မှုဖြစ်ပွားပါက အမေရိကန်ကစစ်ရေးအရဝင်ရောက်ဆုတ်ဖက်ရန်တာဝန်မရှိသော်လည်းထိုင်ဝမ်ကိုမိမိကိုယ်ကိုကာကွယ်ရန်လိုအပ်သောအရင်းမြစ်များပေးအပ်ရန်တာဝန်ရှိတယ်လို့သိရပါတယ်ခင်ဗျာဆူဒန်ရှိရက်သားများပေါ်အကြမ်းဖက်မှုအားပြည်ဥကပြစ်တင်ရှုံချပြီးပြည်ပခအဆုံးသက်ရန်တောင်းဆိုဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ပြည်ဥနိုင်ငံဟာဆူဒန်နိုင်ငံမြောက်ပိုင်းဒါဖာပြည်နယ်အဖက်ရှာမြို့ကို Rapid Support Force RSF တပ်ဖွဲ့ဝင်တွေကတင်ပိုက်ပြီးတဲ့နောက်အရက်သားများအပေါ်အစုလိုက်အပြုံလိုက်တက်ဖြတ်မှုအားကျူးလွန်ခဲ့ခြင်းနဲ့ပတ်သက်၍အကြမ်းဖက်မှုများကိုပြစ်တင်ခြုံချလိုက်ပါတယ်။တရုတ်နိုင်ငံသားယူဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်းကတရုတ်နိုင်ငံဟာဆူဒန်အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးအရက်သားများအပေါ်ပြုမှုတွေလောက်ရက်များကိုပြစ်တင်ခြုံချတယ်လို့တနင်္လာနေ့ကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံအနေနဲ့ဆူဒန်နိုင်ငံရဲ့ပြည်ပခါကိုအမြန်ဆုံးအဆုံးသတ်နိုင်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တဲကိုရှော့ရှာနိုင်ရန်နိုင်ငံရေးလုပ်ငန်းစဉ်ကို စောစီးစွာပြန်လည်စတင်နိုင်ရန်နဲ့ငင်းချမ်းရေးနဲ့ဤငင်းရေးကိုပြန်လည်ရယူကာပြန်လည်တည်ဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအောင်မြင်နိုင်ရန်မျှော်လင့်ကြောင်း Morning ကဆိုပါရယ် RSF တပ်ဖွဲ့များဟာအော်တိုဘာလ26ရက်နေ့မှာမြို့တော် FHR ကိုတိမ့်ပိုက်ခဲ့ပြီးဒေသတွင်းနဲ့နိုင်ငံတကာဖွဲ့စည်းများရဲ့အဆိုအရရပ်သားများအားတပ်ဖြတ်မှုများကျူးလွန်ခဲ့ပါရယ် ်ဤမျိုးကိုထိန်းချုပ်လိုက်ခြင်းဖြင့်ဆူဒန်ကိုအရှိအနောက်ပိုင်းခြားသွားနိုင်တယ်လို့သတိပေးမှုများထွက်ပေါ်နေပါတယ်။ RSF ခေါင်းဆောင်မိုဟာမက်ဟက်ဒန်က၎င်းရဲ့တပ်ဖွဲ့များဟာ FHR မှာချိုးဖောက်မှုများကျူးလွန်ခဲ့ကြောင်းဝန်ခံပြီးစုံစမ်းစစ်ဆေးရေးကော်မတီများဖွဲ့စည်းထားတယ်လို့အခိုင်အမာပြောဆိုထားပါတယ်။ဆူဒန်စစ်တပ်နဲ့ Rapid Support Force RSF တို့ဟာ2023ခုနှစ်ဧပြီလ15ရက်နေ့ကလေးကစစ်ပွဲဖြစ်ွားခဲ့ရာ စစ်ပွဲဖြစ်ပါခဲ့ရာဒေသတွင်းနဲ့နိုင်ငံတကာရဲ့ဂျာဝင်စစ်ဆင်မှုများအောင်မြင်ခဲ့ပါဘူးကုလသမဂ္ဂနဲ့ပြည်တွင်းအစည်းအဝေးခန်းစားများအရာဤပြည်ပခါကြောင့်လူပေါင်း2000တေဆုံးခဲ့ပြီးလူဦးရေ15ဆန်းကျော်ဟာဒုက္ခသည်များနဲ့ပြည်တွင်းနေရဲဆုံးခါရသူများ ဖြစ်လာခဲ့ပါတယ်အဖက်ရှားမျိုးတိမ့်ပိုက်မှုနောက်ပိုင်းမှာလူပေါင်း6200ကျော်နေရဲဆုံးခါခဲ့ကြောင်းသိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လက္ခဏာပေါ်ကအရင်မြင့်များအတွက် တရုတ်နဲ့အမေရိကန်ပြိုင်ဆိုင်မှုပြင်းထန်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံနဲ့တရုတ်နိုင်ငံတို့ဟာလက္ခဏာမျက်နှာပြင်ကိုဥစွာရောက်ရှိရတဲ့အတွက်အပြင်းထန်ပြိုင်ဆိုင်နေကြပြီးဤပြိုင်ဆိုင်မှုဟာအကာတနယ်ပယ်မှာကြီးမားသောပထဝီနိုင်ငံရေးတက်ရောက်မှုများကိုဖန်တီးလာနိုင်ပွဲရှိပါတယ်။အမေရိကန်က2028ခုနှစ်မှာလက္ခဏာတို့ပြန်လည်ရောက်ရှိရန်ရွယ်ထားပြီးတရုတ်နိုင်ငံက2030ပြည့်နှစ်မှာရောက်ရှိရန်မျှော်မှန်းထားကြောင်းသိရပါတယ်။ လကဘာတို့တွားရောက်ရတဲ့ရွေချက်မှာသိပ္ပံပညာတိုးတက်ရေးတသက်မဟုတ်တော့ဘဲအလွန်တန်ဖိုးရှိတဲ့တယန်ဇာတများကိုတူးဖော်ရင် ပုဂ္ဂလိကကုမ္ပဏီများကစိတ်အားထက်သန်လာခြင်းကြောင့်ဖြစ်ပါတယ်။ဟီလီယန်အိုက်ဆိုတော့ဟာကဘာမြေပေါ်မှာအလွန်ရှားပါတော့လေလကဘာမျက်နှာပြင်ပေါ်မှာပုံမှုများပြားစွာ တွေ့ရပါတယ်။၎င်းဟာလကဘာတို့မဟုတ်ကဘာပေါ်ရှိနျူကလ িয়ার တပ်ပေါင်းပုံများကိုလောင်စာဖြည့်တင်းရင်အတွက်အသုံးပြုနိုင်တာကြောင့်အနာကက်စွန့်ရင်အတွက် အဓိကအရင်းမြစ်တစ်ခုဖြစ်လာနိုင်ပါတယ်။ပြီးခဲ့တဲ့လကဖင်လန်နိုင်ငံမှာ Blue Fox Company ဟာ Interlung Akata စီးပွားဖြစ်လုပ်ငန်းနဲ့သဘောတူညီမှုတရက်လက်မှတ်ရေးထိုးခဲ့ပါတယ်။၎င်းသဘောတူညီချက်အရလကဘာမှာ2.4ရရှိတဲ့ Helium 3ကို American Dollar တန်300တန်ဖိုးရှိပမာဏအထိဝယ်ယူမိဖြစ်ကြောင်းသိရပါတယ်။ Helium 3ပါဝင်လကဘာပေါ်ရှိ ရေခဲများဟာလည်းအလွန်အရေးကြီးတဲ့အရင်းမြစ်ဖြစ်ပါတယ်။ဒီကဲကိုစီမံထုတ်လုပ်နိုင်မှာက တောက်သုံးရေအောက်ဆီဂျင်နဲ့ဒုံးပြန်လောင်စာများထွက်လုပ်နိုင်သောကြောင့်လက်ကပပေါ်မှာရေရှည်အရှည်ဆိုင်စခန်းများတည်ထောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်။သို့တော်လည်းလက်ကပမြေသားများစွာကိုတူးဆွမှသာအီလီယန်3ကိုရရှိနိုင်ခြင်းနဲ့လူအပ်သောစစ်ပစ္စည်းများကိုပို့ဆောင်ရန်ကုန်ကြစည်အလွန်ကြီးမားခြင်းတို့ကြောင့်လက်ကပ2ဖော်ရေးဟာစီးပွားရေးအရာအကျိုးဖြစ်ထွန်းမှုရှိမရှိကိုတက်တည်ပြရန်စင်ခေါ်မှုများစွာရှိနေပါတယ်။ Blue Origin ပါဝင်ကုမ္ပဏီများစွာဟာ လကဘာရေးမြများကိုမြေပြင်နဲ့ဂျိုပတ်လမ်းကြောင်းမှာစူးစမ်းရှာဖွေရင်စီမံကိန်းများရေးဆွဲနေကြပါတယ်။ကျွမ်းကျင်သူများရဲ့အဆိုအရလကဘာပေါ်မှာပထမဆုံးအကြိမ်နျူကလ িয়ার စွမ်းအင်ရေးမြစ်ကိုတည်ထောင်နိုင်တဲ့နိုင်ငံဟာလုံခြုံရေးအကြောင်းပြချက်နဲ့မဝင်ရနယ်မြေ key up zone ကိုတတ်မှတ်နိုင်ပြီဖြစ်ပြီးနောက်လာမယ့်လကဘာဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများအတွက်ဥပဒေရေးအရစံနမူနာတစ်ခုကိုတင်ပြနိုင်လိမ့်မယ်လို့သုံးသပ်ထားပါတယ်။ ၎င်းဟာလက်ရှိအာကာသပြိုင်ပွဲရဲ့နိုင်ရှုံးကို ဆုံးဖြတ်နိုင်တဲ့အချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ရုရှားနဲ့တရုတ်တို့လေဝက်နျူကလ িয়ার ဆန်တက်မှုများပြုလုပ်နေဟု Transcend ဆဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American သမ္မတ Donald Trump ကရုရှားနဲ့တရုတ်နိုင်ငံတို့ဟာနျူကလ িয়ার လက်နက်ဆန်တက်မှုများကို ထုတ်ဖော်ခြင်းမရှိဘဲတိဝက်ဆောင်ရွက်နေတယ်လို့ဆွဆွဲပြောကြားလိုက်ပါတယ်။၎င်းရဲ့ဆွဆွဲချက်များဟာ American အနေနဲ့နှစ်30ကျော်ကြာ ရက်ဆိုင်ထားခဲ့တဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုများကို ပြန်လည်စတင်ရန်မကြာသေးမီကသူ့ရဲ့အမိန့်ပေးခဲ့မှုအတွက်စင်ကြီးအဖြစ်ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။အမရထရန်ဟာတနင်္ဂနွေနေ့ကထုတ်လွှင့်ခဲ့တဲ့ CBS ရုပ်သံရဲ့60 minute အစီအစဉ်နဲ့အင်တာဗျူးမှာမြောက်ကိုရီးယားဟာနျူကလ িয়ার စမ်းသပ်မှုပြုလုပ်တဲ့တခုတည်းသောနိုင်ငံမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ရုရှားကစမ်းသပ်နေတယ်၊လျှို့ကလည်းစမ်းသပ်နေတယ်ဒါပေမဲ့သူတို့မပြောကြဘူးလို့ထရန့်ကပြောကြခဲ့ပါဗျ။တမရရဲ့အခုပြောကြကြဟာ အမေရိကန်စစ်တပ်အားနျူကလ িয়ার စမ်းသပ်မှုလုပ်ငန်းစဉ်ကိုပြန်လည်စတင်ရန်သူအမိန့်ပေးပြီး၃ရက်အကြာမှာပေါ်ထွက်လာခြင်းဖြစ်ပါတယ်။အမေရိကန်ဟာနှစ်30ကျော်ကြာစမ်းသပ်မှုများကိုရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပါတယ်။ဤလောက်ရကိုတရားမျှတမှုနဲ့စစ်ဆေးတည်ပြုမှုဆိုင်ရာကိစ္စအဖြစ်ထရန့်ကပုံဖော်ခဲ့ပါတယ်။တခြားနိုင်ငံတွေကစမ်းသပ်နေတယ်။ကျွန်တော်တို့ကမစမ်းသပ်တဲ့တစ်ခုတည်းသောနိုင်ငံဖြစ်တယ်။ကျွန်တော်မစမ်းသပ်တဲ့တစ်ခုတည်းသောနိုင်ငံမဖြစ်ရှင်ဘူးဟု၎င်းကဆိုပါတယ်။ အမေရိကန်ရဲ့နျူကလ িয়ার လက်နက်များဟာအမှန်တကယ်အလွတ်လုပ်ကြောင်းတေချာစီရင်လိုအပ်ကြောင်းထရန့်ကအလေးပေးပြောကြားခဲ့ပါတယ်ထရန့်ကခင်ဗျားတို့နျူကလ িয়ার လက်နက်တွေဖန်တီးပြီးစမ်းသပ်ခြင်းမလုပ်ဘူးဒါဆိုရင်အဲ့ဓာတွေကအလွတ်လုပ်မလို့ဘလို့တိမာလဲလို့၎င်းကအမေကွန်ထုတ်ခဲ့ပါတယ်ထရန့်ဟာကမ္ဘာနျူကလ িয়ার အင်အားကြီးနိုင်ငံများရဲ့အခြေအနေကိုနှိုင်းယှဉ်တုံ့သက်ခဲ့ရမှာအမေရိကန်ဟာအလွန်ကြီးမားသောနျူကလ িয়ার အင်အားပိုင်ဆိုင်ထားပြီးမြေတီနိုင်ငံနဲ့မဆိုပိုများကြောင်းနဲ့ ရုရှားကဒုတိယနေရာတွင်ရှိကြောင်းတည်ပြုခဲ့ပါတယ်။တရုတ်နိုင်ငံ၏အရှင်ဟုန်အဖြစ်တိုးတက်လာမှုကိုစိုးရိမ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပြီးတရုတ်က၅နှစ်အတွင်းမှာထိပ်တန်းအင်အားကြီးနိုင်ငံများနဲ့နျူကလ িয়ার ဒန်းတူဖြစ်လာမယ်လို့ခန့်မှန်းခဲ့ပါတယ်။လက်ရှိရှိနေတဲ့နျူကလ িয়ার လက်နက်များကိုကမ္ဘာကိုအစ150လောက်ဖောက်ခွဲဖြည့်ဆည်းပစ်နိုင်တယ်လို့မိမောင်းထိုးပြခဲ့တော်လဲ။၎င်းကိုယ်တိုင်နျူကလ িয়ার လက်နက်ကိုအသုံးပြုလိုခြင်းမရှိကြောင်းပြန်လည်ပြောကြားခဲ့ပါတယ်ခင်ဗျာ။ အခုနားဆင်ခဲ့ရတာကတော့ VMB ဝင်းတော်သားကိုဖုံးမော်တင်ဆက်ပေးခဲ့တဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့သိပ္ပံနဲ့ဤပညာသတင်းတွေပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့အယောချက်စီတိုင်းကိုကြီးစုတင်ပါတယ်။ VMB ရဲ့ညခင်းအစီအစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါ။နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပေးရန် Green Coffee ရှင်လန်းချမ်းမြေကြပါစေ။